မြန်မာຫນွေဦးခရိုနီကယ်မတ်30မြင်ကွင်ပြည်တွင်းစစ်ရဲ့အလဲကတဘာဝဘေးအန္တရာယ်မန္တလေးစကိုင်းနေပြည်တော်ပြည်မနာကြောက်စဲတောင်ငူပျော်ပွဲညောင်ရွှေအင်းလေးစတဲ့မြို့တွေကငလင်းလှုပ်ခတ်တဲ့ပြည့်ပြည့်ကျောင်းနဲ့အနီးဆုံးတည်ရှိနေကြတဲ့မြို့တွေနဲ့ငလင်းဘူချမ်းနဲ့နီးကပ်စွာတည်ရှိနေတဲ့မြို့တွေဖြစ်ပြီးထိခိုက်မှုကိုအဆိုးဆုံးခံစားကြရတာဖြစ်ပါတယ်အဆိုပါမြို့တွေနဲ့အများစုကပြည်တွင်းစစ်ဖြစ်ပွားနေတာသို့မဟုတ်ပြည်တွင်းစစ်တံကိုတက်ရောက်ခံစားနေကြတဲ့ဒေသတွေဖြစ်ပါတယ် ဥပမာမန္တလေးမြို့ဟာစစ်ဖြစ်ပွားခြင်းမရှိပေမဲ့စစ်ဖြစ်ပွားမှုကြောင့်ထွက်ပြေးတင်းရှောင်လာကြတဲ့စစ်ဘေးရှောင်တောင်းကနန်တိန်ကနန်ရှိတဲ့သူတွေယာယီခလုံးနေကြတဲ့မြို့ဖြစ်တယ်လို့မန္တလေးတပတ်ကန်စကိုင်းမြို့ဆိုရင်လည်းမြို့ area ကွက်ကွက်လေးသာစစ်ဖြစ်ပွားခြင်းမရှိပဲမြို့ area ကျော်သွားတာနဲ့တိုက်ခတ်မှုတွေဖြစ်ပွားနေတဲ့မြို့တမျိုးဖြစ်ပါတယ်။မြို့ရင်းစစ်ကြောင်းငကိုကလေးကဆက်သွယ်ထားတဲ့လမ်းခီးတွေတလျှောက်လုံခြုံရေးတားဆီးတွေကန့်သတ်မှုတွေနဲ့ လူလူအနေနဲ့လည်းလက်နက်ကိုင်တက်ခတ်မှုတွေကြားအသက်ဘေးကလိုကင်းအောင်နဲ့ရှင်သန်စားသောက်ဖို့အတမွေးဝမ်းကြောင်းလုပ်ငန်းတွေကိုခက်ခက်ခဲခဲလုပ်ကင်ရှင်သန်နေထိုင်နေကြရတာပါ။ဂျာမန်ရေးဆောင်ရှောက်မှုစနစ်တွေငိုကြဲကအားနည်းနေတဲ့ဒေသတွေဈေးဝါကျွမ်းကျင်သူအသုံးစိတ်ဘတ်ဂျက်တွေရှားပါးခန်းချောင်နေတဲ့အခြေအနေလမ်းမဆက်သွယ်ရေးတွေခက်ခဲနေတဲ့အခြေအနေတွေကြားအခုလိုကြီးမားတဲ့ငလျင်ဘေးဒဏ်ကိုခံစားကြရတာဖြစ်ပါတယ်။လူလူကအုပ်ချုပ်တဲ့အစိုးရကိုအယုံကြည်မရှိတဲ့အနေအထားမျိုးမှာ တသက်မှာတစ်ချိန်လောက်ကြုံတွေ့နေတဲ့ငလျင်ဘေးဒဏ်ကိုခံစားကြရတာဖြစ်ပါတယ်။လူဦးရေတသန်းခွဲရှိတဲ့မန္တလေးမြို့နယ်ပတ်သက်တဲ့သတင်းတွေအများအပြားတွေ့မြင်နေကြရပေမယ့်လူဦးရေ၃သိန်းကျော်ရှိတဲ့စကိုင်းမြို့နယ်ပတ်သက်တဲ့သတင်းတွေနှဲပါနေတာဖြစ်ပါတယ်။စကိုင်းမြို့မှာပြိုကျပျက်စီးနေတဲ့နေအိမ်တွေဘာသာရေးအဆောက်အဦတွေအောက်မှာအသက်ရှင်တန်ဖို့အခွင့်အရေးရှိနေသေးသူတွေအများပြားကြံ့ရှိနေပေမယ့်စကိုင်းမြို့ထက်လူဦးရေ၅ဆကျော်များတဲ့မန္တလေးမြို့ကိုအာယုံပိုဆိုင်ခံရတာလဲသတိပြုမိပါတယ်။မန္တလေးမြို့ရဲ့ထိခိုက်ဒေဆုံးမှုပျက်စီးမှုတွေ လင်းလင်းမြန်မြန်နဲ့လူမှုကွန်ရက်မီဒီယာတွေပေါ်မှာတွေ့မြင်ကြားသိကြရပေမယ်။စကိုင်းမျိုးအပျက်စီးတွေနဲ့ပတ်သက်လို့များများဆားဆားမတွေ့မြင်ကြရပါဘူး။စကိုင်းမျိုးကိုဖျက်ဆီးထားတဲ့မန္တလေးမုံရွာဆက်သွယ်ထားတဲ့ကားလမ်းတစ်လျှောက်မှာနေရင်တွေပြိုကျပျက်စီးနေပြီးအုပ်ပုံပျက်စီးတွေတပွဲဖြစ်နေတဲ့ဓာတ်ပုံဗီဒီယိုတချို့ပေါ်ထွက်လာတာတွေ့ရပါတယ်။ဗုဒ္ဓဘာသာဝင်တွေရဲ့ဖုန်တော်ကြီးကြောင်းသီလရှင်ကြောင်းဖျားစီတွေပြိုကျပျက်စီးတယ်လို့အစ္စလမ်ဘာသာဝင်တွေဝတ်ပြုရာဗလီတချို့ပြိုကျခဲ့ရပါတယ်။ပုံတော်ကြီးကြောင်းတွေသီလရှင်ကြောင်းတွေပြိုကျမှုကြောင်း သိမ်းဆုံးမှုတွေများပြားရှိသလိုပဲစကိုင်းမြို့ဟာစကိုင်းတောင်ရိုးတလျှောက်ဘုရားစီရီဘုံကြီးကျောင်းတီလရှင်ကျောင်းတွေအများပြားရှိပြီးအဆိုပါတောင်ရိုးတလျှောက်မှာရှိတဲ့ဘာသာရေးအဆောက်အဦတွေပြိုကျပျက်စီးပြီးပိတ်မိနေတဲ့သတင်းတွေလူမှုကွန်ရက်မီဒီယာမှာဟိုတစဒီတစတွေ့မြင်နေကြရပါတယ်ဘုရားဘာသာရေးအဆောက်အဦတွေတွေမှာအစ္စလမ်ဘာသာဝင်တွေရဲ့ဗလီတွေလည်းပြိုကျပျက်စီးပြီးသေဆုံးသူပိတ်မိနေသူတွေအများပြားရှိနေတဲ့အကြောင်းရေးသားဖော်ပြမှုတွေတွေ့နေရပြီးစေဆိုးရဘက်ကကေဇယိအကူကြီး နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေရဲ့အကူအညီတွေရောက်ရှိတာမကြားသိကြရသေးပါဘူး။စကိုင်းမျိုးဟာအခုလိုငလင်းဘေးအန္တရာယ်မကြောက်ရောက်ခင်ကလေးကစစ်ကောင်စီရဲ့အုပ်ချုပ်ရေးဟာမြို့ပေါ်မှာသာရှိပြီးစကိုင်းမျိုးကလည်းမင်းကုန်းဘတ်ဆက်သွယ်ထားတဲ့ AR ညင်တဘေးကကားလက်တလျှောက်စကိုင်းကလည်းမုံရွာကားလက်တလျှောက်မှာဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့မကြာခဏတိုက်ပွဲဖြစ်တာချောင်းမြောင်ပစ်ခတ်မှုတွေဖြစ်ပွားနေတဲ့အနေအထားဖြစ်ပါတယ်။မင်းကုန်းခေါလောင်းကြီးရှိတဲ့နေရာမင်းကုန်းပထိုးတော်မြာသိန်းနယ်ဇီဒီစတဲ့နေရာတွေက တချိန်ကဖျားဖို့ခီးသွားတွေနဲ့စီကားတဲ့ဒေတာတွေဖြစ်ပေမဲ့အခုနှစ်ကာလတွေမှာစစ်ကောင်စီတပ်ဖွဲ့တွေမကြာခဏတိုက်ခတ်ခင်ရတဲ့ဒေတာတွေဖြစ်ပါတယ်။ဒီလိုချိန်မျိုးအောက်မှာငလျင်ဘေးကြားရောက်ပြီးကဲဆယ်ရေးတွေနဲ့ကုညီပေးရေးတွေကိုလက်နက်ကိုင်ခုခံတိုက်ခတ်နေတဲ့ဒေတာတွေဖြစ်လို့တကြောင်းဒေတာငယ်လူတို့ကိုပြည်သူကာကွယ်တပ်ဖွဲ့တွေကိုထောက်ခံအားပေးတယ်လို့မှတ်ယူမှုကြောင့်တကြောင်းစစ်ကောင်စီဘက်ကလစ်လျူရှုထားတဲ့သဘောလိုကောက်ချက်ချရပါတယ်။စကိုင်းမြို့ထဲကမြင်ကွင်းတွေကသတင်းတပ်ပုံဗီဒီယိုမှာမြင်တွေ့ရရုံနဲ့တင် စိတ်ထိခိုက်စရာ ခြေခွဲစရာကောင်းတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။လူမှုကွန်ရက်မီဒီယာတွေမှာအကူအညီတောင်းခံနေတဲ့ post တွေအများပြားရေးသားထားကြတာတွေ့မြင်ရချိန်မှာတော်တော်စိတ်ထဲထိခိုက်ကြေကွဲစရာကောင်းပါတယ်။ Master ရဲ့ပူရှင်အောက်မှာပိတ်မိနေတာမဟုတ်တဲ့သူတွေတောင်အသက်ရှင်တန်ရေးအတွက်တောက်ရေးစားစရာမလုံလောက်တဲ့အနေထားအိတ်စရာအမိုးကောင်းကောင်းမုံမုံမရှိတဲ့အနေထားမှာအပြက်စီးတွေရဲ့အောက်ကအကူအညီကို တောင်းခံနေသူတွေအတွက်အချိန်နာရီကရေးတွက်လို့ရလောက်အောင်နေပါလာနေပြီဖြစ်ပါတယ်။တဘာဝဘေးရန်ရေကိုခန်းစားရတာချင်းအတူတူ နိုင်ငံရေးအရသဘောထားကွဲလွဲသူတွေကိုခွဲခြားဆက်ဆံတဲ့သဘောထားနဲ့လှုပ်ဆောင်မှုတွေကလူသားမဆန်တဲ့အပြုအမူတွေဖြစ်ပြီးစစ်ကောင်စီရဲ့ဆိုးရုံမှုတွေကိုထပ်မံမှတ်တမ်းတင်ခံရမယ့်ဖြစ်ပျက်တွေဖြစ်ပါတယ်။တဘာဝဘေးရန်တွေအကြောင်းလက်နက်ကိုင်တိုက်ခိုက်နေကြတဲ့နှစ်ဖက်သောအဖွဲ့တွေကဲဆယ်ရေးတွေပူးပေါင်းဆောင်ရွက်ကြရင်လက်နက်ကိုင်ပဋိပက္ခကိုအဆုံးသတ်နိုင်ကြမလားဆိုတဲ့စဉ်းစားမှုအဆိုပြုချက်တွေခုရပိုင်းပေါ်ထွက်လာပေမဲ့နိုင်ငံအာဏာကိုရယူထားတဲ့စစ်ကောင်စီအနေနဲ့ဒီလိုအခြေခံစိတ်နေစိတ်ထားမရှိတဲ့ဖြစ်ကြောင့် မျောလင်းချက်တွေကိုပြက်စီးစေမဲ့သဘောဖြစ်ပါတယ်အခုလိုအသက်ရှင်တန်ခွင့်မိနစ်နဲ့နာရီသာကြန့်ရှိတော့တဲ့အချိန်မှာတော့ပြည်တွင်းစစ်တဲကနေထွက်လို့တဲ့စိတ်ဆန္ဒမရှိခဲ့ရင်ရင်းချရင်မျောလင်းချက်က အလန်းဝင်းနေအောင်ပါအသေးချာပဲဖြစ်ပါလို့လေခင်ဗျာ